2023-2024ဘဏ္ဍာနှစ်အတွက်ပြပအလုတ်အကင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ28ခုကိုတမရက်အတွင်းအခွန်ပေးဆောင်ခြင်းမရှိရင်ပြပအလုတ်အကင်အကျိုးဆောင်လိုင်စင်ပယ်ဖြတ်ပြီးအမည်မဲ့စရင်ဘလက်လစ်စရင်သွင်းမယ်လို့အလုတ်သမားဝန်ကြီးဌာနကအတည်ပြုလာပါတယ်။အဆိုပါလိုင်စင်ရအေဂျင်စီ28ခုအနေနဲ့မေလ31ရက်နေ့မတိုင်မီတက်ဆိုင်ရမြို့နယ်အခွန်ရုံးတွေမှာအခွန်စည်းချက်မှုခံယူပြီးအချိန်မီတင်ပြကြဖို့အတည်ပြုညညချက်မှာဖော်ပြထားပါတယ်။ 2023-2024ပန္နာနှစ်အတွက်အေဂျင်စီတွေကနိုင်ငံအလိုက်အလို့သမားဆီလွတ်ခဲ့မှုအပေါ်တက်ဆိုင်ရာမြို့နယ်အခွန်ရုံးတွေမှာ2024ခုနှစ်ဩဂုတ်လနောက်ဆုံးထားပြီးအခွန်စည်းကြမ်းမှုခံယူကာပြန်လည်တင်ပြကြဖို့2024ခုနှစ်ဇွန်လ9ရက်နေ့မှာအကြောင်းကြားခဲ့တယ်လို့ဝန်ကြီးဌာနကထုတ်ပြန်ပါတယ် ထို့နောက်အခွန်စည်းကြမ်းမှုခံယူရမယ့် agency တွေအနက်အခွန်ပေးဆောင်ခြင်းမရှိသေးတဲ့ agency တွေကို2025ခုနှစ်မေလ31ရက်နေ့နောက်ဆုံးထားပြီးအခွန်စည်းကြမ်းမှုခံယူဖို့မေလ9ရက်နေ့မှာသက်ဆိုင်ရာ agency တွေထံအကြောင်းကြားခဲ့ပြီးဖြစ်ကြောင်းလည်းသိရပါတယ်။ပြည်ပထွက်အလုပ်လုပ်ကိုင်နေသူတွေရဲ့မိမိလောက်ခလာစာရဲ့25ရာခိုင်နှုန်းကိုတရားဝင်ပတ်စံနဲ့မှတက်ဆင့်ပြည်ရင်းကမိသားစုဝင်တွေထံပေးပို့ရမယ်ဆိုပြီးဝန်ကြီးဌာနဘက်ကညွှန်ကြားထားတာပါ။ ရရှိတဲ့လောက်ကလာစာရဲ့25ရာခိုင်နှုန်းကိုတလာချင်းဖြစ်စေ3လတချိန်ဖြစ်စေတရားဝင်ပန်းစနစ်ကတဆင်လွှဲပို့နိုင်ပြီးမလိုက်နာပါကနောက်တချိန်ပြပထောက်ခွင့်3နှစ်ပိတ်ပင်ခံရမယ်လို့ဆိုပါတယ်တာဝန်ယူစေလွတ်တဲ့ agency တွေကိုလည်းပြပအလို့အကန့်ဆိုင်ရာဥပဒေအရအရေးယူသွားမှာဖြစ်ပြီးမိသားစုလွှဲပို့ငွေအထောက်အထားတွေကိုအချိန်မီပေးပို့လာခြင်းမရှိရင်အလို့ခေါ်စာအသစ်တင်ပြခွင့်ဆိုင်းငံ့သွားမှာဖြစ်ကဒဏ်ကြေးပါပေးဆောင်ရမယ်လို့သိရှိရကြောင်းပါခင်ဗျာ Oh! <laughs>